စုသုံးခုတောင်းခွင့်ရမယ်ဆိုရင် the three witches တယောက်ယောက်ကိုလက်တွဲတော့မယ်အိမ်အောင်ပြုတော့မယ်ဆိုပါတော့တကယ်လို့တင့်ကိုလက်တွဲပေါ်နဲ့ပတ်သက်လို့စုသုံးခုတောင်းခွင့်ရမယ်ဆိုရင်ဘာတွေတောင်းမလဲပထမဆုံး ရုပ်ချောချောလတ်လတ်ဖြစ်ရမယ်ဒုတိယချမ်းသာရမယ်တတိယသူ့ရဲ့အတိတ်ကတန်ရှင်းရမယ် စိတ်ပညာရှင်ဒေါက်တာထိုင်တက်ရှိယိုကလူငယ်9000မိသားကို အလားတူမိကုံမေးကြည့်တဲ့အခါ80ရာခိုင်နှုန်းကဒီလိုပဲဖြေကြားတယ်။အပြင်းမလှပမှု စီးပွားရေးအဆင်ပြေမှုနဲ့တန်ရှင်းတဲ့အတိတ်တဲ့ဒါတွေကတကယ်ကိုအရေးကြီးဆုံးလား။ရုပ်ရည်အသွင်ပြင်နဲ့ပတ်သက်ရင်နှစ်တွေကြာလာတာနဲ့အများညနာပေါ်အရေးအကြောင်းတွေပေါ်လာမယ်။ရုပ်ရည်ကပြောင်းလဲသွားမယ်။ ငွေကြေးစည်းဝါးရေးနဲ့ပတ်သက်ရင်အကြက်အတွဲတွေကြုံလာနိုင်တယ်။တက်လိုက်ကြလိုက်ဖြစ်တတ်တယ်။အရေးကြီးတာက စီမံခန့်ခွဲတက်ဖို့နဲ့အတူတူရုန်းကန်နိုင်ဖို့ပဲလိုတာ။အတိတ်နဲ့တုံးအတိတ်နဲ့ပတ်သက်ရင်တခါမှရည်စားမထားဘူးတာမျိုးကို လိုချင်နေတာကအချစ်စစ်မဟုတ်ပါဘူးအတိတ်ထပ်ပြစ်ဆုံးပံကပိုအရေးကြီးတယ်35နှစ်ကြာ သူတေသနာတွေအရာအိမ်အောင်ရေးမှာ အောင်မြင်ပျော်ရွှင်နေတဲ့ဇုံတွဲတွေမှာဒီအရာတွေကအထူးမဟုတ်ခဲ့ပါဘူးတကယ်တမ်းအရေးကြီးတာတွေကဘာတွေလဲဆိုတော့ပထမအဆုံးကစိတ်ရင်ကျက်မှု emotional maturity စိတ်မရင်ကျက်တဲ့သူတွေဟာစကားများရင်အိမ်ကထွက်သွားတတ်တယ်ဖုန်းပိတ်ပစ်တတ်တယ်ပြဿနာတွေကိုဒေါသနဲ့ဖြေရှင်းတတ်တယ်တစ်ဖက်သားကိုနာကျင်အောင် လုပ်တတ်တယ်စိတ်ရင်ကျက်တဲ့သူက အခက်ခဲတွေကိုအေးအေးဆေးဆေးဖြေရှင်းတတ်တယ်၊တွေးခေါ်တတ်တယ်၊နားလည်ပြီးတတ်တယ်၊စိတ်ရှိတတ်တယ်၊ကိုချင်းစာတတ်တယ်။ဒုတိယကစာနာနားလည်တတ်မှုအံပတ်သည်။အမြင်တွေမတူတာဖြစ်လေဖြစ်တာရှိပါတယ်။တယောက်နဲ့တယောက်ခံစားချက်တွေမတူတာသဘာဝပါပဲ။ဒါပေမဲ့တစ်ဖက်သားရဲ့ခံစားချက်အမြင်လိုအပ်ချက်တွေကို နားလည်ပေးဖို့လိုပါတယ် ကိုကမှန်နေပါတယ်တစ်ဖက်သားကမှားနေပါတယ်လို့တစ်ဖက်သက်မတွေးပဲဘာကြောင့်ဒီလိုခံစားရတာလဲဘာကြောင့်ဒီလိုတွေးမိတာလဲဆိုတာကို နားလည်အောင်စူးစမ်းတဲ့သူမှာဒီအရင်ချင်းနေရှိတယ်လို့ပြောလို့ရပါတယ်နောက်ဆုံးတစ်ခုကတစ္ဆာရှိမှုပါ loyalty တယောက်နဲ့တယောက်ကြာယုံကြည်မှုပြတ်ပြားသွားအောင် ပြန်ပြတ်ပြားသွားရင် ပြန်တည်ဆောက်ဖို့အရန်ခက်ခဲပါတယ်သစ္စာရှိရဆိုတာမဖောက်ပြန်မှုဆိုတာထက် ပို့ပြီးကျေပြန့်ပါတယ်ပြောထားတဲ့ဂရီတွေကိုတီးတယ်တာဝန်ယူတတ်တယ်ခက်ခဲတွေကို အတူရင်ဆိုင်တယ်ရူတာဖြောက်မှတ်တယ်စိတ်ချလို့ရတယ်အပြင်းမှန်းရုပ်ရည်ဆိုတာနှစ်တွေ့ကြလာတာနဲ့အမျှပြောင်းလဲသွားတတ်တယ်ချမ်းသာကြွယ်ဝမှုငွေကြေးဆိုတာကလည်းမတည်မြဲပါဘူးစိတ်နေသဘောထားကောင်းပြီး ကိုယ်ပေါ်စာနာနားလည်မှုနဲ့တစ္ဆာရှိမှသာတဘွာလုံးစာအခက်ခဲတွေကို အတူတူကြော်ဖြတ်နိုင်မှာဖြစ်ပါတယ် အချစ်ဆိုတာမျက်လုံးနဲ့မဟုတ်ပဲနှလုံးသားနဲ့ခံစားနိုင်တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်တတ်တတ်တာအတူနေမဲ့လူကိုရွေးတဲ့အခါအောက်ပါစုသုံးစုကိုတောင်းစီခြင်းပါတယ်။၁စိတ်ရင်ကျက်တဲ့သူတယောက်ဖြစ်ဖို့၂စာနာနာလေတက်တဲ့လူတယောက်ဖြစ်ဖို့၃တစ္ဆာရှိတဲ့လူတယောက်ဖြစ်ဖို့ ဒီရေသွေးသုံးခုပြည့်စုံတဲ့သူနဲ့ဆုံတွေ့ရင်ပျော်ရွှင်တဲ့အချစ်ရေအိမ်နာမီးတစ်ခုလာရှိမှာတည်ကြပါလေ။